မြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါမေလ28ရက်နေ့ည9:00နာရီတဲ့မြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့မြန်မာမှာအပြစ်ခတ်ရက်စဲမှုကိုတိုးချဲ့တက်တန်းတိုးဖို့အာဆီယံခေါင်းဆောင်တွေတိုက်တွန်းတဲ့သတင်းလုံခင်ရွာရောက်ရှိလာတဲ့စစ်ကောင်စီတပ်ကဒေသခံတွေကိုဖမ်းဆီးနေတဲ့သတင်းအုပ်ဖို့မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးစစ်ကောင်စီတပ်သားတချို့စခန်းဆုံခွာထွက်ပြေးတဲ့အကြောင်းနဲ့ တရုတ်ကဖွံ့ဖြိုးဆဲနိုင်ငံတွေစီကနေစံချိန်တင် BRI ကျွေးမီကန်ဒေါ်လာ22ဘီလီယံကောက်မယ်ဆိုတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမြန်မာမှာအပြစ်ခတ်ရက်စဲမှုကိုတိုးချဲ့တက်တန်းတိုးဖို့အာဆီယံခေါင်းဆောင်တွေတိုက်တွန်းတဲ့သတင်းနဲ့ဆက်လက်အောင်ပါ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ရေးကနဦးအဆင့်အနေနဲ့အပြစ်အခက်ရက်စဲမှုကိုဆက်လက်တပ်တန်းတိုးပြီးတိုင်းနိုင်ငံလုံးအပြစ်အခက်ရက်စဲရေးပေါ်ဆောင်ဖို့အာဆီယံခေါင်းဆောင်တွေကတောင်းဆိုလိုက်ပါတယ်။ အဲ့ဒီတောင်းဆိုချက်ဟာအကူအညီလိုအပ်နေတဲ့ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရာမှာဘေးကင်းလုံခြုံပြီးအဆင်ပြေချုံးမွေတဲ့ပတ်ဝန်းကျင်တည်းရဲ့ပေါ်ဆောင်ဖို့နဲ့အာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့အညီအားလုံးပါဝင်တဲ့နိုင်ငံလုံးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲကျင်းပနိုင်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြီးထုတ်ပြန်တဲ့ပူးတွဲထုတ်ပြန်ချက်မှာအဲ့လိုဖော်ပြထားတာဖြစ်ပါတယ်။ တက်ဆိုင်သူအားလုံးအနေနဲ့အရက်သားပြည်သူတွေနဲ့အရက်ဖက်အဆောက်အုံတွေကိုထိခိုက်ပျက်စီးစေတဲ့အကြမ်းဖက်လုပ်ရက်တွေကိုချက်ချင်းရပ်တန့်ဖို့မိမိတို့တောင်းဆိုပါတယ်စစ်ဖက်အရက်ဖက်ခွဲခြားမှုမရှိတဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့တင်းမာမှုမြင့်တက်အောင်လှုံ့ဆော်တာမှန်သမျှကိုရှုံချဖို့အစွမ်းကုန်ထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့အရက်သားပြည်သူအားလုံးကိုအကာအကွယ်ပေးဖို့နဲ့သူတို့ဘေးကင်းလုံခြုံစေဖို့ခက်ခဲမှမှလှုံ့ဆော်သွားကြဖို့တိုက်တွန်းပါတယ်လို့ဥတွဲထုတ်ပြန်ကြမှာဖော်ပြထားပါတယ် မြန်မာစစ်ကောင်စီက၃ချိန်ဇက်တိုက်ယာယီအပြစ်အခတ်ရက်စဲမှုကျင်းညာခြင်းနဲ့တခြားတပ်ဆိုင်ရာပါဝင်ပတ်သက်နေသူတွေရဲ့တဖက်သက်အပြစ်အခတ်ရက်စဲရေးတွေနဲ့ပတ်သက်လို့အာဆီယံခေါင်းဆောင်တွေကအတိအမှတ်ပြုချီကျူးခဲ့ကြပါဗျာ။ မြန်မာနိုင်ငံမှာပြိပခါတွေမြင့်တက်လာခြင်းနဲ့အခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.9 Richter scale ရှိတဲ့မြင်းကလေးရဲ့တက်ရောက်မှုတွေကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေတွေပုံမူဆိုးရွားမှုအပေါ်လွန်စွာစိုးရိမ်လျက်ရှိတယ်လို့အာဆီယံခေါင်းဆောင်တွေကပြောကြားခဲ့ပါတယ်။ တဆိုင်သူအားလုံးအနေနဲ့ခွဲခြားဆက်ဆံမှုမရှိဘဲအာဆီယံလူသားချင်းစာနာမှုအကူအညီတွေဘေးကင်းလုံခြုံစွာပွင့်လင်းမြင်သာမှုရှိရှိ အချိန်မီပေးပို့နိုင်ရေးဆောင်ရွက်ပေးကြဖို့လဲတိုက်တွန်းထားပါရခင်ဗျာလုံခင်းရွာရောက်ရှိလာတဲ့စစ်ကောင်စီတပ်ကဒေသခံတွေကိုဖမ်းဆီးနေတဲ့တဲ့တင်နဲ့ဆက်ရအောင်ပါကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းဒေသကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသခံတွေကိုဖမ်းဆီးပြီးတိုက်ပွဲအတွင်းလူသားတိုင်းဖြစ်ထားရှိဖို့ကြိုးပမ်းနေတယ်လို့တဲ့တင်ရရှိပါတယ် ဒီကနေ့မေလ28ရက်မနေ့အစောပိုင်းမှာလုံခင်းကြီးရွာရမ်းချက်ဆက်ယုံကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကစစ်သားတချို့ဟာလုံခင်းတန်တရာဟောင်းထိပ်မှာတက်ဆွဲပြီးအရက်သားတွေကိုဖမ်းဆီးနေတာလို့ဒေသခံတွေကပြောပါရယ်။လုံခင်းတန်တရာအဟောင်းဘက်မှာတွေ့ရလူခေါ်နေတယ်။ပြည်ရင်တနက်နဲ့လိုက်ပစ်တယ်။မှော်စီစာအထိစစ်ကြောင်းထိုးမယ်ထင်တယ်။လမ်းတလျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများကြီးပဲမြင်နေရတယ်လို့လုံခင်းဒေသခံတူကပြောပါရယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဟာလုံခင်းရွာရမ်းချက်ဆက်ယုံကထွက်ခွာလာတဲ့အချိန်မနက်၈နာရီကျော်ကစလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။မနက်၉နာရီခွဲခန့်မှာပြစ်ခတ်တန်တွေငြိမ်တက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်စစ်ကြောင်းကဒေသခံတွေကိုတနက်နဲ့ချိန်ပြီးဖမ်းဆီးစစ်ဆေးနေတာလို့သိရပါတယ်။ ကားတွေဆိုင်ကယ်တွေရောဖမ်းထားတယ်။တချို့ရိုက်စစ်ခံရတယ်။အပြစ်မထွက်ဘဲကိုယ်အိမ်နဲ့ပဲကိုနေကြပါ။စုစုစီစီနေကြဖို့လိုပါတယ်လို့လုံခင်းဒေတာကန်တူကပြောကြားထားပါတယ်။ဒေတာကန်တွေဖမ်းဆီးခံရတဲ့ရုပ်တံနဲ့စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတချို့ဒဏ်ရာရရှိခဲ့မှုဓာတ်ပုံမှတ်တမ်းတွေလည်းလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့ပါတယ်။လုံခင်မှာစစ်ကောင်စီတပ်ကပြည်သူ၁၀ဦးခန့်ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့ရုပ်တံလဲထွက်ပေါ်လာတာကိုတွေ့ရပါဗျ။ စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေတဲ့လုံခင်းရွာဟာဖားကန့်မြို့နဲ့သုံးမိုင်ကန့်သာဝေးတာပါအဲ့ဒီရွာနီးမှာလုံခင်းမော်စီစာနမဖြစ်ဖားကန့်လန်မော်စီစာစောင်းချိန်အမိုက်ပုံဖားကန့်လန်လုံခင်းငင်းချမ်းတာယာမလန်းနမဖြစ်ဖားကန့်လန်တို့ရှိပါတယ်စစ်ကောင်စီတပ်ဟာလက်ရှိမှာတော့လုံခင်းမှာပဲရှိနေသေးပြီးဖားကတ်မြို့ကိုဘယ်လမ်းကသွားမယ်ဆိုတာကိုတော့မသိရသေးပါဘူး။ စစ်ကောင်စီတပ်စစ်ကြောင်းလုံခင်းရွာနေရောက်ရှိလာပြီး ခုခံတိုက်ပွဲတွေတိုက်ခိုက်နေသလိုဒေသခံတွေစစ်ရေးတရပြုနေထိုင်ကြဖို့နဲ့စစ်ရေးတရင်တွေအဆက်မပြတ်နားဆွင့်နေကြဖို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောကြားထားပါတယ်ခင်ဗျာအုပ်ဖို့မြို့နယ်တိုက်ပွဲစစ်ကောင်စီတပ်သား၈ဦးသေဆုံးပြီးတဲ့နောက်စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းတာယာဝရီခရိုင်အုပ်ဖို့မြို့နယ်ထမ်းမင်ကုန်းကြေးရွာဘိုးယုံစုမှာအင်အား30ခန်းနဲ့အထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတရက်ထဲနှစ်ကြိမ်တိုက်ခိုက်ခဲ့ရမှာထိခိုက်ဒေဆုံးသူတွေရှိခဲ့ပြီးတဲ့နောက်စကန်းစုံကွာထွက်ပြေးသွားတယ်လို့တာယာဝရီခရိုင်တပ်ရင်း383ရက်နှစ်ကမေလ29ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ မေလ26ရက်နေ့မနက်6နာရီမှတချိန်နဲ့ညနေ9နာရီချိန်မှတချိန်စုစုပေါင်း2ချိန်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား8ဦးသေဆုံးပြီးတဲ့နောက်စခန်းကိုဆုံးခွာထွက်ပြေးသွားလာလို့ဒီကနေ့မေလ28ရက်နေ့မှာတာယာရီခရိုင်တပ်ရင်း383ညနှစ်တာဝန်ရှိသူတို့ကပြောပါတယ်။ မန္တလေးတိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့အချိန်၃နာရီခွဲကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်ရဲ့တိမ်မြုပ်ကြီးရွာခမရ6တပ်စခန်းကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တဲ့အတွက်ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့တာယာဝရီခရိုင်တပ်ရင်း383ရာနှစ်စီကတည်ရပါတယ်။အဲဒီနောက်ညနေပိုင်းချိန်မှာထပ်မံတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲဟာအချိန်တနာရီခွဲကြာမြင့်ခဲ့ပြီး အထိနာသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ တေဆုံးစစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေကိုတည်ဆောင်လို့စကန်းစွန်ခွာထွက်ပြေးသွားတာလို့ဆိုရတယ်။စစ်ကောင်စီတပ်သားတွေစွန်ခွာထွက်ပြေးသွားတဲ့ဘုံယုံစုစကန်းကိုနေမြေရှင်းလေးလှုပ်ဆောင်ရမှာလက်နက်ခဲယမ်းတွေစစ်အုံဆောင်ပစ္စည်းတွေနဲ့စားနပ်ရိက္ခာတချို့တင်းစီးနိုင်ခဲ့ပြီးစကန်းကိုမိရှို့ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ တနောင်ကုန်းကျေးရွာမှာရှိတဲ့ဘုံယုံစုတက်စကန်ဟာစစ်ကောင်စီတက်က2021ခုနှစ်ကနေစတင်လို့အထိုင်ချတက်ဆွဲထားတာဖြစ်ပြီးရုံးမပေါ်နေထိုင်တဲ့ပြည်သူတွေမျိုးဘက်ကိုသွာလာချိန်မှာစစ်ဆေးတာစားတောက်ကုန်းတဲယူခွင့်ကန့်တက်တာတွေအပြင်ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေလည်းရှိခဲ့တယ်လို့တာယာဝရီခရိုင်တက်ရင်33ရက်နှစ်တာဝန်ရှိသူကပြောပါရယ် အဲ့ဒီစစ်ကောင်စီစခန်းကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေအုပ်ဖို့မြို့နယ်တိမ်မြုပ်ကြီးရွာမှာရှိတဲ့မခါရ6တပ်စခန်းကိုတွားရောက်ပူးပေါင်းခဲ့ပြီးစစ်ကြောင်းပြန်လည်ထိုးလာနိုင်တဲ့အတွက်ပြည်သူတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ကြဖို့အတွက်ကိုလည်းကာကွယ်တပ်ဖွဲ့တွေကတတိပေးထားကြပါရယ်ခင်ဗျာမီဇိုရန်ပြည်နယ်ကမြန်မာစစ်ဘေးရှောင်တွေအတွက်အွန်လိုင်းမှတ်ပုံတင်စနစ်မကြာမီစတင်မယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ် အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အတွင်းခိုးလုံနေတဲ့မြန်မာစစ်ဘေးရှောင်တွေကိုအွန်လိုင်းစနစ်နဲ့အချက်လက်တွေကောက်ယူပြီးမှတ်ပုံတင်တဲ့လုပ်ငန်းမကြာမီလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဗဟုအစိုးရပြည်ထရေးဝန်ကြီးအမစ်ရှားရဲ့ပြောကြားချက်ကိုကိုးကားပြီးဟိန်းနူစတန်တိုင်းသတင်းစာက မေလ25ရက်နေ့မှာရေးသားထားပါတယ်။ အိန္ဒိယဗဟုအစိုးရပြည်ထောင်ဝင်ကြီးဟာနယူးဒေလီမြို့ကိုရောက်ရှိနေတဲ့မီဇိုရန်ပြည်နယ်ဝင်ကြီးချုပ်လာတုအောင်မာနဲ့တွေ့ဆုံတဲ့အချိန်အဲ့လိုပြောဆိုခဲ့တာဖြစ်တယ်လို့သတင်းစာမှာဖော်ပြထားပါတယ်မြန်မာဒုက္ခသည်တွေကိုအလွယ်တကူစနစ်တကျမှတ်သားနိုင်ဖို့နဲ့အခက်အခဲတွေစိန်ခေါ်မှုတွေကိုဖြေရှင်းရမှာလွယ်ကူစေမှာလို့အမေရှားကပြောဆိုပါတယ်။ စစ်ဘေးရှောင်တွေမှတ်ပုံတင်ရမှာကိုရီးအချက်လက်တွေတောင်မကဇီဝအချက်လက်မှတ်တမ်းတွေကောက်ယူသွားမှာဖြစ်တယ်လို့မီဇိုရန်ပြည်နယ်ပြည်ထရေးဝန်ကြီးဌာနကလည်းအတည်ပြုထားပါတယ်။မီဇိုရန်ပြည်နယ်ခရိုင်တီတီမှာရှိတဲ့အုပ်ချုပ်ရေးမှုတွေကဦးစီးလို့ခိုးလုံနေကြတဲ့မြန်မာစစ်ဘေးရှောင်တွေကို2021ခုနှစ်ကစပြီးစာနဲ့မှတ်ပုံတင်စေပြီးတော့ယာယီခိုးလုံခွင့်ကတ်တွေထုတ်ပေးထားခဲ့ပြီး အခုတစ်ခါမှာတော့နောက်တစ်ဆင့်အနေနဲ့ဇီဝအချက်လက်တွေကိုပါကောက်ယူဖို့လှုံ့ဆော်လာတာဖြစ်ပါတယ်။ အဲ့ဒီအချက်လက်တွေကိုဘလို့ရည်ရွယ်ချက်နဲ့ကောက်ယူချောင်းကိုတော့ရှင်းလင်းစွာဖော်ပြထားတာမရှိပါဘူး။ဒါပေမဲ့အဲ့လိုကောက်ယူရရှိထားတဲ့အချက်လက်တွေကိုမြမစစ်ကောင်စီလက်ကိုပြောင်းလဲပေးအပ်ခဲ့မယ်ဆိုရင် ပြည်တွင်းနေမိသားစုတွေလုံခြုံရေးအတွက်စစ်ပီးရှောင်တွေအကြားမှာစိုးရိမ်ပူပန်မှုတွေရှိနေကြပါသေးတယ်။ ဒါပေမဲ့တခြားတစ်ဖက်မှာလည်း online မှတ်ပုံတင်ထားတဲ့စနစ်ရှိရင်မီဇိုရန်ပြည်နယ်အတွင်းကိုမြန်မာနိုင်ငံကဝင်ရောက်နေတဲ့မူရစ်ဆေးဝါးနဲ့မောင်းခိုလုပ်ငန်းတွေထိန်းချုပ်နိုင်ရေးအတွက်အထောက်အကူဖြစ်နိုင်တာကြောင့်ထောက်ခံသူတွေလည်းရှိနေပါဗျ။မီဇိုရန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ရင်းမျိုးဌာနကထုတ်ပြန်ထားချက်အရ2024ခုနှစ် April လကနေ2025ခုနှစ် March လအတွင်းဘိန်းဖြူ112ကီလိုကျော်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အတွင်းကိုမြန်မာစစ်ဘေးရှောင်3023 23ဦးဝင်ရောက်ခိုးလုံလျက်ရှိတယ်လို့ပြည်နယ်အစိုးရပြည်ထောင်စုဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ် ရုတ်ကဖွံ့ဖြိုးဆဲနိုင်ငံတွေစီကနေစံချိန်တင် BRI ကျွေးမီကန်ဒေါ်လာ22ဘီလီယံကောက်မယ်ဆိုတဲ့သတင်းကိုမြစည်းမဝိုင်းတော်သူယုံကတင်ဆက်ပေးမှာပါတရုတ်ကယခုနှစ်တွင်စံချိန်တင်ကျွေးမီဒေါ်လာ22ဘီလီယံရရှိရန်ရှိနေပြီးကမ္ဘာစင်ရေဆုံးနဲ့ထိခိုက်လွယ်ဆုံးနိုင်ငံတွေပါဝင်ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံအတွက်အရင်းဒီမတည်သူအဖြစ်ကနေအကျွေးတောင်းသူဖြစ်လာတယ်လို့ဩစတြေးလျပညာရှင်အဖွဲ့ Lowy Institute ကပြောပါတယ် 2020ပြည့်နှစ်လွန်များကကပတ်လန်းရက်ဝန်စီမံကိန်း BRI အတွက်ထုတ်ချေခဲ့မှုတွေကနေပြန်ရမယ်ကြွေးမိတွေဟာချင်းွေအစ်စ်တီထက်ကျော်လွန်သွားခဲ့တယ်လို့ Louis Institute ကပြောတာပါကမ္ဘာအစင်းရဲဆုံးတဲ့ဖွံ့ဖြိုးဆဲနိုင်ငံ85နိုင်ငံခန့်ဟာ2022ခုနှစ်ကနေ2018ခုနှစ်အတွင်းချေးယူခဲ့တဲ့ချင်းငွေတွေအတွက်စံချိန်တင်ကျွေးမီစုစုပေါင်းဒေါ်လာ22ဘီလီယံပေးရလိမ့်မယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ တရုတ်ဟာကျွေးမီဂရီကဝတ်တွေပြန်လည်ပြင်ဆင်ဖို့နိုင်ငံတကာဖိအားကိုရင်ဆိုင်နေရတယ်လို့ပြည်တွင်းဖိအားအထူးသဖြင့်အစိုးရနဲ့ဆက်ဆက်နေတဲ့ဘန်ဒါရီအဖွဲ့အစည်းတွေရဲ့အကြွေးတမှုတံကိုလည်းခံနေရပါတယ်တရုတ်ကအကျွေးအတောင်ဆုံးသူဖြစ်သွားတာဟာဖွံ့ဖြိုးရေးမိဖက်ဆိုတဲ့သူ့ရဲ့ဂုံတိတ်ခါကိုထိခိုက်စေမှာပါလို့သူတေသနာပညာရှင် ရာလီဒုတ်ကပြောပါရယ် တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနက2025ခုနှစ်မေလ28ရက်နေ့မှာအဲ့ဒီအစီရင်ခံစာကိုပယ်ချခဲ့ပြီးဖွံ့ဖြိုးတဲ့နိုင်ငံတွေကိုတရုတ်ရဲ့ချင်းငွေအကူအညီနဲ့ပတ်သက်ပြီးနိုင်ငံတချို့ကကောလာဟာလတွေဖြန့်နေကြတယ်လို့ပြောပါတယ်သမရရှိချင်းဖြင့်လက်ထက်မှာစတင်ခဲ့တဲ့ကပတ်လန်ရက်ပေါ်စီမံကိန်းအရာတရုတ်ဟာကမ္ဘာမှာဩဇာထပ်မံလွန်မိုးနိုင်စေဖို့ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာရှိနေတဲ့အခြေခံအဆောက်အုံစီမံကိန်းဒါဇင်ပေါင်းများစွာအတွက်ဒေါ်လာဘီလီယံပေါင်းများစွာထုတ်ချေထားပါတယ်။ တရုတ်ဟာကျွေးမီအလဲထပ်ဖြစ်သီရိလင်္ကာရဲ့ဟန်ဘန်ဒိုတာစိုက်ကန်းကို69နှစ်အငားစာချုပ်ဖြစ်ရယူလိုက်ပြီးတဲ့နောက်ယင်းဒီမှုန့်နှံမှုတွေဟာကျွေးမီထောင်ချောက်များဖြစ်တယ်လို့ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။ချင်းငွေရယူခဲ့တဲ့နိုင်ငံတွေဟာအထူးသဖြင့် COVID-19 ကပ်ရောဂါနောက်ပိုင်းစီးပွားရေးအကျပ်တင်းနဲ့စီးမံကိန်းအလားအလာမကောင်းမှုတို့ကြောင့်ချင်းငွေတွေကိုပြန်ဆက်ဖို့ရုန်းကန်နေကြရပါတယ်။ ရရှိထားတဲ့အချက်လက်တွေရဖွံ့ဖြိုးဆဲနိုင်ငံ120နဲ့54နိုင်ငံဟာတရုတ်ကိုပေးရမယ့်ကျွေးမီအားအနောက်နိုင်ငံမိရှင်များအဖွဲ့ Paris Club ကိုစူပေါင်းပေးရမယ့်ပမာဏထက်ကျော်လွန်သွားပြီဖြစ်ကြောင်းအစီရင်ခံစာကဆိုပါတယ်တရုတ်ဟာအိန္ဒိချင်း၉နိုင်ငံအနက်၇နိုင်ငံဖြစ်တဲ့လာအိုပါကစ္စတန်မွန်ဂိုလီးယားမြန်မာ ကာဇက်စတန်ကာဇက်စတန်နဲ့တာဂျကစတန်တို့အတွက်ငွေအများဆုံးထုတ်ချေထားတဲ့ကျွေးမီရှင်ဖြစ်တယ်လို့သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။တရုတ်ဟာယမန်နှစ်ကပါကစ္စတန်ကိုဒေါ်လာ29ဘီလီယံထုတ်ချေထားပြီးတော့အကြီးအမားဆုံးမီရှင်ဖြစ်လာတယ်လို့ကမ္ဘာ့ဘဏ်ကပြောကြားထားပါတယ်။2023ခုနှစ်မှာတရုတ်အစိုးပြုခဲ့တဲ့ BRI စီမံကိန်းဟာအာရှဥရောပအာဖရိကနဲ့တခြားနိုင်ငံတွေနဲ့ချိတ်ဆက်ထားမှုရှိနေတဲ့ကုန်သွယ်မှုနဲ့အခြေခံအဆောက်အအုံကွန်ရက်ကိုတိစောက်ဖို့ရှိရွယ်ထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ4460ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633.3 ခုနှစ်ကျပ်ပြင်ပပေါင်စီ3465ကျပ်ရောပါတီယူရိုကိုစစ်ကောင်စီတတ်မှတ်စီ2383.4ကျပ်ပြင်ပပေါင်စီ9080ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.19ကျပ်ပြင်ပပေါင်စီ136.83ကျပ်မလေးရှားတရင်းခေကိုစစ်ကောင်စီတတ်မှတ်စေ495တတ်မှ63ကျပ် ပြင်ပပေါက်ဈေး1059ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေဈေးနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်တယ်အတင်းသတ်မှတ်ဈေး58သိန်း6000ကျပ်ပြင်ပပေါက်ဈေး86သိန်း3000ကျပ်15ဘဲတစ်ကျပ်သားကိုရွှေကုန်တယ်အတင်းသတ်မှတ်ဈေး54သိန်းကျပ်ပြင်ပပေါက်ဈေး57သိန်း9000ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်1လီတာကို2440ကျပ်၊ပရီမီယံဒီဇယ်1လီတာကို3015ကျပ်၊အော်ဒိတ်92လီတာကို2880ကျပ်၊အော်ဒိတ်95လီတာကို2925ကျပ် ေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုပ်စီဈေးနှုန်းတွေကတော့စားအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6390ကျပ်ပြင်ပပေါက်ဈေး8500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျက်စိမှ prime time မျက်စိမှပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြီးစုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ စ္စည်းမှဒေနာဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ။